ယူနိုက်တက်ဖန်နေနေတဲ့ဒီဒီယာဒီဟာဟိုတော်တော်ဆိုးတယ်လို့ပြောအောင်ပေါ့တော်တော်ဆိုးဆိုးတယ်ဆိုတော့ကျွန်တော်တို့ဒီဟိုချက်စီပန်နေချက်စီပန်တခြားဖန်တောင်မှဒီယူနိုက်တက်ဒီလိုဖြစ်နေရအောင်ကျွန်တော်တို့ဟိုမမြင်ရဘူးပေါ့နော်မမြင်နိုင်မမြင်ခြင်းဘူးဟိုကျွန်တော်တို့ဘာလို့လဲဆိုတော့ဒီဟိုအများတန်းဟိုရှင်ပြိုင်နေရတဲ့ဟိုအသင်းတွေဒီလိုမျိုးငုတ်သွားတဲ့အခါမှာကျွန်တော်တို့လည်းအမှန်တမ်းပြောရင်ဟိုဝမ်းသာနေရမျိုးမရှိဘူးဗျာကျွန်တော်ငါတို့ပြိုင်ဘက်ပြောရော့ဝါကြီးစမပြေဘူးပေါ့ဒါမျိုးချင်းတွေမျိုး ိုကျွန်တော်တို့ဖြစ်တယ်ဆိုတော့ပြန်တော့ဥမော့လာမယ်လို့တော့ဟိုကျွန်တော်ဟိုတယောက်တည်းအမြင်ရပေါ့နော်မြင်တယ်အာဘလိုဘလိုပဲဖြစ်ဖြစ်အာ United ဆိုတာဟိုအချိန်ဟွာကြီးမားတဲ့အသင်းဟိုကျွန်တော်တို့ဟိုတမိုင်းစင်လာဟိုကြီးမားတဲ့အသင်းအဖြစ်တဲ့အတွက်ကြောင့်မို့တအတချင်းချင်းတော့ဟိုပြန်ပြီးတော့ဥမော့လာလိမ့်မယ်ဒါပေမဲ့ဟိုအချိန်တော့ယူအောင်ပါပေါ့နော်ဟိုပြဿနာကဘာလဲဆိုတော့ဒီဘက်ခေတ် အဲအနေထားရဒီဟိုမနီဘောတွေဒီလိုမျိုးကျွန်တော်တို့ဟိုပတ်စံနဲ့ဝယ်ပြီးတော့လုတ်လုတ်တဲ့ system မျိုးတွေကဥပမာဒါအသင်းတွေဆိုကြတော့မ PSG တို့မန်ချက်စတာစီးတီးတို့ကျွန်တော်တို့အရင်ကချက်စီးတို့ဒါမျိုးအခြေအနေမျိုးတွေမြန်မြန်နိုးထပြီးတော့မြန်မြန်ကောင်းတယ်ပေါ်ပြီးတော့လုတ်တဲ့ system တစ်ခုပေါ်ပေါက်လာတဲ့ခါမှာဒီဒီပြဟိုဒီပြဘယ်လိုပြောမလဲဒီပြမဟုတ်ဘောနော်ဒီပရိသတ်တရားကိုစိတ်မရှိကြတော့ဘူးပြီးတော့ဒီဟိုဟာတွေကရော ဒီသင်းမရှင်တွေကပေါ့နော်သင်းမရှင်တွေကဟိုစိတ်မရှိကြတော့ဘူးကျွန်တော်တို့ဒီနှစ်အာကျွန်တော်တို့ကလပ်တီဆောက်တယ်နောက်နှစ်နောက်နှစ်မှာကျွန်တော်တို့ဟိုဖလားရချင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါမျိုးကအာအမှန်တမ်းပြောရင်ဘလောက်ပဲဟိုဟာတီဆောက်တီဆောက်မရဘူးပြကျွန်တော်တို့ဟိုအတင်းတင်းဟိုအခြေခံအုံမြစ်ကနေပြီးတော့စပြီးတော့သွားရမယ်အာအခြေခံအုံမြစ်မခံဘူးဆိုရင်တော့ငါ့မြာဘလောက်ပဲအပေါ်ရောက်ရောက်ဟိုဘလောက်ပဲအပေါ်ရောက်ရောက်ကျွန်တော်ပြုတ်ကြအောင်ပါပဲဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုး အခြေအနေမျိုးပေါ့နော်ဥပမာဒီ Manchester City လို့ဆိုရင်ဒီလိုမျိုးအခြေအနေကနေပြီးတော့တိဆောက်တာဗျာသူတို့ဟိုဟိုအများကြီးကျွန်တော်ပတ်စံသုံးတယ်ဆိုပေမဲ့လည်းသူတို့ကအော်အခြေကအုတ်မြစ်ကိုရအောင်တော့တိဆောက်ပြီးမှအာဒီကျွန်တော်တို့ဟိုမော်ဒန်ခေတ်မှာတကယ်ဟိုရှင်းရှင်းတောက်နေတဲ့နီးပြကိုကောက်ခံပြီးတော့ကျွန်တော်တို့ဒီပရီးမီးယားလိဂ်ကိုဟို6နှစ်9နှစ်လောက်ဒိုမိနိတ်လုပ်သွားတာအာဒီလိုမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေရောက်ဖို့မန်ချက်စတာယူနိုက်တက်အနေနဲ့တော့ဟို ဘာတွေလိုအပ်မလဲဆိုတော့ကျွန်တော်တို့အကုန်လုံးကိုလိုအပ်မှာအာမန်ယူနေနဲ့တော့ဘလို့ဟိုဒါကိုပြောရင်တော့တချို့ပြည်သက်တွေကတော့ကြိုက်ချင်မှာဟိုကြိုက်ကြိုက်နေမှာပေါ့နော်ဟိုဘလို့ပြည်ဒါဖြစ်နေတဲ့လက်ရှိအမှန်တရားဆိုတော့ဟိုဘာနဲ့မှတော့ဟိုငင်းလို့မကြောက်ဘူးကျွန်တော်တို့ဒေတာနဲ့ပဲငင်းနေဘာနဲ့ပဲငင်းနေပေါ့နော်အော်ဒီလို90အတွက်မှာဒီလိုအခြေအနေမျိုးဖြစ်တယ်ဆိုတော့လေဘယ်ပြည်သက်မှာတော့လက်ခံချင်မှာမဟုတ်ပေမဲ့လေအာဒီလက်ရှိရှိနေတဲ့အရှိတရားကတော့ကျွန်တော်တို့ ဟိုပြစ်ပယ်လို့မရဘူးပေါ့နော်ဒီကစားသမားတွေရဲ့စိတ်တက်ကစားသမားတွေရဲ့အာနိုင်တို့စိတ်ပြင်းထန်မှုဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကအာကျွန်တော်တို့အသင်တသင်းမှာမရှိတော့ဘူးဆိုရင်ဒီအသင်းကကြာရှုံးပါပဲဆိုတော့ဟိုအတိုင်းပြောရင်ဒီဘုံမောက်တို့ဟိုဒီဘရိုက်တန်တို့ဒီအသင်းတွေရဲ့ကစားသမားတွေလောက်တော့မှစိတ်တက်ကမပြေဝါတော့တဲ့အနေအထားမျိုးတွေဖြစ်တာပေါ့ဆိုတော့ဟိုကျွန်တော်ကလည်းကိုလိုင်းပြောခဲ့ဘူးတယ်ကျွန်တော်တို့ဒီ recruitment system မကောင်းခဲ့တာတွေပြီးတော့ salary system salary system ဆိုရင်ဒါအာလူငယ်ကစားသမားတွေကို report လို့ကစားသမားမျိုးတွေကိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဟိုတာသာတွေအများကြီးပေးပြီးတော့ဟိုတွားတွားတဲ့ sys တွားတဲ့ပုံစံမျိုးပေါ့နော်ဒါဒီချင်းနေမှာကျွန်တော်တို့ဟိုကစားသမားတွေရဲ့စိတ်သက်ကအာငါတာသာတွေအများကြီးရတာဒါငါကောင်းလို့ပဲဆိုတော့စိတ်ပေါ့နော်အသိစိတ်ဝင်တဲ့အခါမှာဒီ queen twin မှာ queen twin ဆန်းဆောင်ရည်တဲ့ အခွင့်ပြင်မှာအချင်းဒီမျိုးအချင်းဒီတွေကအာဒီဒီဒီကစားသမားတွေပေါ့ရိုက်ခတ်တာပေါ့နော်ဒါဒါမျိုးအချင်းဒီမျိုးပေါ့နော်ဆိုတော့ဟိုဒီဘက်ကမှာတော့ဆိုရှယ်မီဒီယာတွေကလည်းအရန်ဟိုပေါ်ပေါ်ပေါ်တော်တော်ဖြစ်လာတဲ့အခါအာဒီဒီပုံမှာလည်းဘယ်လိုပြောမလဲကစားသမားတွေဆိုရှယ်မီဒီယာသုံးတယ်โอเคဟိုဒီအောက်မှာကျွန်တော်ကွန်မန့်တွေကဟိုတောက်လျှောက်ဆိုလိုဝေဖန်တယ်ဆဲတယ်အာဒါဒါမျိုးတွေကိုကျွန်တော်လိုက်ပြီးခန်းစားတဲ့ အခြေမျိုးရှိတယ်ဆိုရင်ဒီကသမားတွေတအဆင်မပြေဘူး။ရင်းနှောင်းကသမားတွေကတော့ဒီ social media ဆိုတဲ့ဒီသတင်း channel တွေဒါမျိုးတွေပုံမှာပဲကျွန်တော်တို့ရှိရဆိုတော့တကူကလည်းရှားပြီးတော့ဟောမဖတ်ဘူးဗျာ။ဒီဘက်ကရတော့ကျွန်တော်တို့ကတကူကရှားကြရမလို့ကိုယ့်စီဟိုတောက်လျှောက်ကြီးရောက်လာတဲ့အခါကတော့ဒါတွေကအော်ကျွန်တော်တို့ဒီကသမားတွေရဲ့အရေးချင်းတွေပေါ်စိတ်ဓာတ်တွေပေါ်ဒါတွေပေါ်ကျွန်တော်တို့အများကြီးရိုက်ခတ်တာဒါကြောင့်မန်ချက်စတာယူနိုက်တက်ကလည်း အာဒီလိုအခြေအနေမျိုးတွေဖြစ်တာပေါ့နော်ဆိုတော့မန်ယူနိုက်တက်ကပိုဆိုးပိုဆိုးတာကတော့ပြည်သက်အအရင်များတယ်အာဆိုတော့အဲအကြောင်းလဲအများကြီးအာကြာရှုံးကြာရှုံးတာပေါ့နော်ကြာရှုံးတယ်လို့ပြောရင်တော့ဒီဒီအာအခြေအနေကိုလက်ခံခြင်းမှာအာလက်ခံကြလိမ့်မယ်လက်ခံနိုင်တဲ့လူလည်းနည်းလိမ့်မယ်ပေါ့နော်